မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ16ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုတ်အနေနဲ့ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း၊ဂွမ်ဂျူးလူအခွင့်ရေးမျိုးများဖိုရမ် World Human Rights Cities Forum 2025တို့တက်ရောက်ဆွေးနွေးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရလူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းဟာမေလ18ရက်နေ့မှာကိုရီးယားနိုင်ငံဂွမ်ဂျူးမြို့ကင်တေးကျုံစင်တာမှာပြုလုပ်တဲ့ World Human Rights Cities Forum 2025တို့ဖိတ်ကြားမှုဖြစ်တက်ရောက်ပြီးမြန်မာနိုင်ငံမှာရှိတဲ့လူအခွင့်ရေးအခြေအနေများနဲ့ဆက်လင်းပြီးရှင်းလင်းပြောကြားခဲ့ကြောင်းတင်ပြရရှိပါတယ်။အခမ်းအနားမှာပြည်ထောင်စုဝန်ကြီးက ရန်ကုန် A City of Resilience Against Political Violence ကောင်းစဉ်ဖြစ်အကြံဖတ်စစ်တဲ့ရဲ့နိုင်ငံရေးအကြံဖတ်မှုများအပေါ်ပြည်သူလူထုကငြိမ်းချမ်းစွာစံတာပြခြင်းပန်တပိတ်ထီးတပိတ်အတန်ထိတ်တပိတ်စသဖြင့်ခိအဆက်ဆက်အကြံမဖက်ငြိမ်းချမ်းစွာအာနာဖီဇန်တွန်းလှန်ခဲ့ကြတဲ့ဂျိုးပန်းမှုများကိုရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်1980မေလ18ရက်နေ့မှာဂွမ်ဂျူးမြို့မှာစတင်ခဲ့တဲ့ကိုရီးယားနိုင်ငံဒီမိုကရေစီအရေးတော်ပုံရဲ့45နှစ်မြောက်အောက်မေ့ပွဲအခမ်းအနားများမှာတစ်ခုအပါအဝင်ဖြစ်တဲ့ဂွမ်ဂျူးမြို့တော်ဝန်ဦးဆောင်ကျင်းပတဲ့က ကမ္ဘာလူအခွင့်အရေးမြို့များဖိုရမ်2025မှာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကဦးဆောင်ဆွေးနွေးသူတက်ဦးအဖြစ် City Seconds Point လမ်းကန်ထားမှာပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါကွမ်ဂျူးလူအခွင့်အရေးမြို့များဖိုရမ် WHRCF ဟာကမ္ဘာတဝန်းလုံးမှာရှိတဲ့လူအခွင့်အရေးကိုလေးစားတန်ဖိုးထားတဲ့မြို့များထွန်းကားလာစေရည်ရွယ်ပြီးတော့နှစ်စဉ်ကျင်းပခြင်းဖြစ်ကာကုလသမဂ္ဂလူအခွင့်အရေးကောင်စီဦးဆောင်တဲ့နိုင်ငံတကာမှလူအခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများနဲ့ပညာရှင်များလည်းပါဝင်တက်ရောက်ခဲ့ကြပြီးတော့အဆိုပါအခမ်းအနားမှာမြန်မာနိုင်ငံငလင်ဘေးကူညီရေး လှူဖြင့်အမေရိကန်ဒေါ်လာ2000ကိုကျွမ်းပရေးအဖွဲ့ကပြည်ထောင်စုဝန်ကြီးသို့ပေးအပ်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးအင်ချုံမြို့အလौဒမားဘက်ဆောင်ဖူလုံရေးရိတ်တာခမ်းမမှာပြည်တော်စုဝင်ကြီးဦးအောင်မျိုးမင်းနဲ့လူထုတွဲဆောင်ဆွေးနွေးပွဲပြုလုပ်မယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနပြည်တော်စုဝင်ကြီးဦးအောင်မျိုးမင်းနဲ့တောင်ကိုရီးယားနိုင်ငံရောက်မြန်မာပြည်သူများရဲ့လူထုတွဲဆောင်ဆွေးနွေးပွဲကို2025မေလ16ရက်နေ့နေ့လယ်တနာရီမှညနေ4နာရီအထိတောင်ကိုရီးယားသမ္မတနိုင်ငံအင်ချုံမြို့အလौဒမားဘက်ဆောင်ဖူလုံရေးရိတ်တာခမ်းမမှာကျင်းပပြုလုပ်မယ်လို့တင်ပြရရှိပါရယ်။အဆိုပါတွဲဆောင်မှုမှာအကြံဖက်စစ်တပ်ရဲ့စစ်ရာဇဝ ုးမှုကျူးလွန်မှုများအားနိုင်ငံတကာခုံရုံးများနှင့်တောင်ကိုရီးယားသမ္မတနိုင်ငံမှတရားစွဲဆိုနိုင်ရေးကိစ္စရပ်များအပါအဝင်ငွေဥဒေါ်လာရေးလက်ရှိဖြစ်ပေါ်ထိုးတက်မှုများကိုဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီး PDO များအနေဖြင့် PDF နဲ့အတူတွဲဖက်ကအချမ်းဘတ်စစ်တပ်ကိုခြေမုံတုတ်တင်နိုင်ရေးနဲ့ပြည်သူများဘေးရန်တွေတစုံတရာကြုံတွေ့လာပါကအချင်းနဲ့တပြေးညီကိုညီကာကွယ်ဆောင်ရှောက်နိုင်ရေးအမြဲအသင့်ရှိစီ NUG MOD ဒုတိယအတွင်းဝန်ဦးမောင်မောင်ဆွေမှကြားဆွေးနွေးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနဒုတိယအတွင်းဝန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရုံးချုပ်မှပြည်သူ့ရေးရာတာဝန်ခံရဲဘော်မောင်မောင်ဆွေဟာ2025ခုနှစ်မေလ9ရက်နေ့ညနေ2နာရီခန့်အချိန်မှာနေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များအပါအဝင်နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များနဲ့တွေ့ဆုံခဲ့ကြောင်းတိုင်းဥဆောင်အဖွဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြည်တော်မှသတင်းထုတ်ပြန်ထားပါသည်အဆိုပါတွေ့ဆုံပွဲမှာပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များဟာပြည်သူ့ကြားကပြည်သူ့သားသမီးများဖြစ်ကြတဲ့အတွက်ပြည်သူနဲ့တသားတည်းနေကလူထု စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရေးပြည်သူ့ຫນွေဦးတော်လှန်ရေးမှပြည်သူ့စစ်မဟာဗျူဟာကိုပေါ်ဆောင်တဲ့အပြင်တိုက်ခိုက်ရေးတပ်ဖွဲ့ PDO များအနေဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့အတူတွဲဖက်ကအကြမ်းဖက်စစ်တပ်ကိုခြေမုံတုပ်တင်နိုင်ရေးနဲ့ပြည်သူများဘေးအန္တရာယ်တစုံတရာကြုံတွေ့လာပါကအချိန်နဲ့တပြေးညီကူညီကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက်အမည်အသင့်ရှိစေရေးတို့ကိုမှာကြားဆွေးနွေးခဲ့တယ်လို့ဖော်ပြထားပါတယ်။နေပြည်တော်ပကဖတိုင်းတာဝန်ခံရဲဘော်နောင်ချိုမှပကဖဖွဲ့စည်းထားမှုအခြေအနေများလက်ရှိဆောင်ရွက်နေတဲ့လုပ်ငန်းများနဲ့ဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက် ွက်သွားမယ့်လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြလမ်းညွှန်မှုခံယူခဲ့ပြီးတဲ့နောက်တိုင်းခရိုင်မြို့နယ်ဦးဆောင်အဖွဲ့များအဖွဲ့ဝင်များမှအတီးဒီဆွေးနွေးတင်ပြလမ်းညွှန်မှုခံယူပြီးတွေးဆောင်ပွဲကိုညနေ9:00နာရီကအချိန်မှာအောင်မြင်စွာရုပ်သိမ်းခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီး KIO ဥက္ကဋ္ဌဟောင်းဦးလညော်ဆောင်ဟရာရဲ့ဇာပနအခမ်းအနားပြုလုပ်တဲ့တရင်ကိုတင်ပြပေးပါမယ်။ KIO ဥက္ကဋ္ဌဟောင်းဦးလညော်ဆောင်ဟရာရဲ့ကြန့်ရှိနေတဲ့ရုပ်ကလပ်ကိုမေလ18ရက်နေ့မှာမြေမြုပ်တင်းကျိုတဲ့စုတောင်းပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဦးလညော်ဆောင်ဟရာကွယ်လွန်ချိန်အသက်89နှစ်ရှိပြီလို့သိရပြီးတော့2018ခုနှစ်မှာကျန်းမာရေးကြောင့် KIO ဥက္ကဋ္ဌတာဝန်ကနေအနားယူလိုက်ပြီးတော့ဥက္ကဋ္ဌတာဝန်ကိုလက်ရှိဘူးချုပ်ကြီးအင်ဘန်လာကိုလွှဲပြောင်းပေးရခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ဆလဘီ KIO KIA ဥက္ကဋ္ဌဟောင်းကချင်အမျိုးသားခေါင်းဆောင် ဆက်လန်ကဘာလက်ညောဆောင်ဟရာစာပနာအခမ်းအနားကိုရခိုင်အမျိုးသားအဖွဲ့ချုပ် KNU PSLF TNL ABSDF PNL နဲ့ PNFC မှဝန်ကြီးကြောင်းတုံလွာများပေးပို့တဲ့တရင်ကိုတင်ပြပေးပါမယ်။ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ဥက္ကဋ္ဌဟောင်းဆက်လန်ကဘာလက်ညောဆောင်ဟရာအသက်89နှစ်ဟာ2025ခုနှစ်မေလ15ရက်နေ့မနက်9:15မိနစ်အချိန်မှာခရစ်တော်ခြေရင်းမှာအိပ်ပျော်သွားကြောင်းကြားသိရတဲ့အတွက်ကြောင့်မိသားစုဆွေမျိုးအဖွဲ့အစည်းနဲ့ထပ်တူဝန်ကြီးရ ြောင်းအာရခတက်တော် AA နဲ့ KNU မှဝန်ထမ်းကြောင်းတောင်းလွှာများပေးပို့ထားပါတယ်။ပလောင်ပြည်နယ်လွမြောက်ရေးတပ်ဦး PSNLF TNL မှလည်းမဟာမိတ် KIO နဲ့ဥက္ကဋ္ဌရဲ့မိသားစုဝင်များနဲ့ထပ်တူဝန်ထမ်းရပါကြောင်းတောင်းလွှာပေးပို့ထားပါတယ်။ဒါ့အပြင် ABSDF မကဒါတာအနေဖြင့်ကချင်အမျိုးသားခေါင်းဆောင်ရဲဘော်များမဟာမိတ်တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများမှခေါင်းဆောင်ရဲဘော်များနဲ့ကြံရည်သူမိသားစုဝင်များနဲ့အတူဝန်ထမ်းကြီးကွေးနှမျောမဆုံးဖြစ်ရပါကြောင်းတောင်းလွှာပေးပို့ခဲ့ပါတယ်။ထို့အ အတူပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL လိုနဲ့ပအိုးအမျိုးသား Federal Council PNFC တို့မှကျန်းရသူမိသားစုဝင်များ KIO KIA နဲ့ကချင်ပြည်သူများနဲ့အတူတတ်တူဝမ်းနည်းရကြောင်းတောင်းလွှာမှာဖော်ပြထားပါတယ်။ဥက္ကဋ္ဌဟောင်းစလန်ကဘာလျှံညောဆောင်ဟရာဟာရိုးရှင်းစွာနေထိုင်သူတအူးဖြစ်ပြီးတော့ကချင်အမျိုးသားတုလွတ်မြောက်ရေးနဲ့အကျိုးစီးပွားတို့အတွက်ပေးဆက်မှုတို့ဖြင့်တာဝန်ထမ်းဆောင်ခဲ့သူတအူးလည်းဖြစ်တဲ့အပြင်တာဝန်ထမ်းဆောင်နေရင်းမှသူ့ရဲ့ယာတုနဲ့တာဝန်များကိုမျိုးဆက်သစ်လုပ်ဖို့ကိုင်ပတ်များသို့လွှဲအပ်ပေးနိုင်ခဲ့ခြင်းဟာအဖွဲ့ စည်းအတွင်းစံပြနမူနာကောင်းဖြစ်ခဲ့က KIO ဟာ Federal ပြည်တော်စုစနစ်ကိုတွားနေကြောင်းပြည်သူလူထုကိုတတ်သိပြသွားနိုင်သူခေါင်းဆောင်ကြီးတအူးလည်းဖြစ်တယ်လို့ဖော်ပြထားပါတယ် KIO ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလမှာဦးလညောဆောင်ဟာရာဟာညီညွတ်သောတိုင်းရင်းသားလူမျိုးများ Federal Council UNFC တပ်ပေါင်းစုကိုဖွဲ့စည်းနိုင်ခဲ့က2013ခုနှစ်မှာ KIO ဌာနချုပ်ရှိရာလိုင်ဇာမှာကျင်းပခဲ့တဲ့လိုင်ဇာညီလာခံကြီးကိုဥဆောင်ကျင်းပပေးခဲ့ပြီးတော့တိုင်းရင်းသားလက်နက်ကင်တော်လှန်ရေးအဖွဲ့များစုပေါင်းဆွေးနွေးနိုင်ခဲ့တယ်လို့ထိုညီလာခံမှ Federal ပြည်တော် င်စုတိဆောက်ရေးနဲ့ရေရှည်ငင်းချမ်းရေးအတွက်လိုင်စာသဘောတူညီချက်ကိုထုတ်ပြန်နိုင်ခဲ့တဲ့အပြင် NCA စာချုပ်ရေးဆွဲနိုင်ရန် NCCT ကိုဖွဲ့စည်းပေးနိုင်ခဲ့သူဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးခလီးတငယ်များအပေါ်စစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုများချက်ချင်းရပ်တန့်ဖို့တရုတ်နိုင်ငံကတည်သားထင်ရှားတဲ့ဩဇာကိုအတုံးပြုပေးဖို့ SACM တောင်းဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။စစ်ကောင်စီရဲ့ခလီးတငယ်များအပေါ်ကျူးလွန်နေတဲ့ရိုင်းဆိုင်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုများချက်ချင်းရပ်တန့်စီရင်တရုတ်နိုင်ငံအနေနဲ့စစ်ကောင်စီအပေါ်မှာ၎င်းရဲ့တည်သားထင်ရှားတဲ့ဩဇာအာဏာကိုအတုံးပြုပေးဖို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကတောင်းဆိုလိုက်ပါတယ်။မေလ12ရက်နေ့ကတပည့်ရင်းမြို့မှာဖြစ်ပွားခဲ့တဲ့ခလီးငယ်များအပေါ် ါအဝင်22ဦးသေဆုံးခဲ့ရတဲ့စာတင်ကြောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့မှုအပါအဝင်2022ခုနှစ်စက်တင်ဘာလ16ရက်နေ့ကလက်ရက်ကုန်းဖုန်ကြီးကျောင်းတွေကစာတင်ကြောင်းကိုရက်ဆက်စွာတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်9ဦးအပါအဝင်22ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလိုပဲစာတင်ကြောင်းများကိုပြစ်မှတ်ထားကစစ်ကောင်စီကထက်ခါတလေလေတိုက်ခိုက်တပ်ဖြတ်နေတယ်လို့ဆိုပါတယ်တရုတ်နိုင်ငံစစ်ကောင်စီကကာလရှည်ကြာစွာပင်စစ်ရေးအထောက်ပံ့များပေးအပ်ခဲ့ပြီးတော့တိုက်လေများနဲ့လီကျောင်းမှကျဲချတဲ့ဘုံများကိုထောက်ပံ့ပေးခဲ့တယ်လို့ SCC အမည်စုံစမ်းစစ်ဆ ေးမှုအရာမြန်မာနိုင်ငံကလက်နက်စက်ရုံများမှလေကြောင်းမှကျဲချတဲ့ဘုံများထုတ်လုပ်နိုင်စေဖို့ကူညီပေးခဲ့တာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။လေးနှစ်တာတော်လင်ကြီးဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်အုပ်စုကဂျားဝင်ဆွတ်ဖက်မှုနဲ့အထောက်ပံ့များအပေါ်လုံလုံလည်လည်မှီခိုနေရပြီးတော့တရုတ်နိုင်ငံထံမှအကူအညီကိုအဓိကအားထားနေရတယ်လို့သိရပါတယ်။လာရှိုးမြို့ထိန်းချုပ်ခွင့်အားစစ်အုပ်စုထံပြန်လွှဲအပ်ဖို့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDAA ကိုတရုတ်နိုင်ငံကမကြုံစက်ဘူးဂျားဝင်ဆွတ်ဖက်အတင်းအကျပ်ဖိအားပေးခဲ့ပြီးတဲ့ င်နောက်တလမပြည့်မီစေကောင်စီကကလေးတငယ်များကိုအစုလိုက်အပြုံလိုက်တက်ဖြတ်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံကအခြားနိုင်ငံများရဲ့ပြည်တွင်းရေးမှာမဆွတ်ဖက်ဟုပုံမှန်အားဖြင့်အခိုင်အမာဆိုလို့ရှိပေမဲ့ဤအစုမှလိန်ညာမှုသာဖြစ်ကြောင်းမြန်မာနိုင်ငံမှာလှုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့လုပ်ရည်များကတဆင့်ဖော်ထုတ်ပြခဲ့ပြီးဖြစ်တယ်လို့ SCC မြန်မာကဆိုထားပါတယ်။တရုတ်ဟာမဟာဗျူဟာအကျိုးစီးပွားများရရှိစေရေးအတွက်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်ဖို့ဝန်မလေးကြောင်းစစ်အုပ်စုကို၎င်းတို့တဆင့်ကန်ကန်ထရိုက်ယူထားတဲ့ဂျေးစာတပ်တဖွဲ့အသုံးချနိုင်တဲ့အတိုင်းအတာအတိရှိနေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါကြောင့်တရုတ်နိုင်ငံအနေဖြင့်ယခုကင်ဆွေးထားတဲ့ကြီးမားတဲ့ဩဇာအာဏာကိုအသုံးပြုကာခလီတငယ်များအပေါ်စစ်အုပ်စုရဲ့ရိုင်းဆိုင်ချမ်းကျုပ်တဲ့လုပ်ရည်များကိုချက်ချင်းအဆုံးသတ်ပေးဖို့ SCCM တောင်းဆိုထား တာဖြစ်ပါတယ်။အဲဒီလိုကြိုးပမ်းမှုအနေနဲ့တိုက်လေရင်ဂျက်တိုက်လေရင်မောင်းသူမဲ့လေရင်ဒရုန်းများလေကြောင်းမှကျဲချတဲ့ဘုံများနှစ်ဖက်သုံးကုန်းပစ္စည်းများနဲ့နည်းပညာလေရင်စီးနဲ့မြန်မာနိုင်ငံမှာလေကြောင်းဘုံများထုတ်လုပ်ရမှာမရှိမဖြစ်လိုအပ်တဲ့အခြားပစ္စည်းများအားထောက်ပံ့ပေးနေခြင်းတို့ကိုလုံးဝရပ်တန့်ရမယ်လို့အတည်ပြုထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဦးတိန်တွင်ကြီးရွာစာတင်ကျောင်းဒဏ်ရာရရှိတဲ့ចောင်းသူចောင်းသားဆရာဆရာမတရား2ဦးထဲမှဒဏ်ရာပြင်းထန်ပြီးတော့စေကူတမှုခံယူနေရသူ46ဦးအား129ဒိန်းချက်ထောက်ပံ့တဲ့တရင်ကိုတင်ပြပေးပါမယ်။ တပည့်ရင်းမျိုးနဲ့ဦးထိန်တွင်ကြေးရွာစာတင်ချောင်းကိုအကြမ်းဖက်စစ်ကောင်စီမှလေချောင်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိတဲ့ကျောင်းသူကျောင်းသားဆရာဆရာမ102ဦးထဲမှဒဏ်ရာပြင်းထန်ပြီးတော့ဈေးကူတာမှုခံယူနေရသူ43ဦးအားအများပြည်သူထောက်ပံ့ကူညီငွေ129သိန်းကျပ်ကိုထောက်ပံ့ပေးခဲ့ကြောင်းတပည့်ရင်းမျိုးနဲ့ညီနောင်များမှသတင်းဖော်ပြထားပါတယ်။ တဦးလင်သုံးသိန်းချက်နှုံးဖြင့်ကြေးရွာကောမဒီလူကြီးများထံမှအတီးပြုစည်ရင်းရယူကစေတနာရှင်များကိုစားပြည်သူများလက်ဝဲအရောက်မျှဝေကူညီလှူဒန်းခဲ့တယ်လို့သိရပါတယ်ဆက်လက်ပြီးကြဆုံចောင်းသားចောင်းသူဆရာဆရာမများနဲ့ထိခိုက်ဒဏ်ရာရသူများကိုကူညီနိုင်သမျှကူညီပေးကြဖို့လည်းမေတ္တာရက်ခံထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်မင်းစစ်သွင်းနဲ့ Car Shell တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ